ကဲခရစ်စတီယာနိုရူနာဒိုအိမ်ဖြူတော်မှာညစာစာပွဲတက်ခဲ့တဲ့အကြောင်းကိုဒီနေ့အချင်းချုပ်သုံးသပ်ကြည့်ကြအောင်ဒီတွဲဆမှုကလေတာမန်တွဲဆမှုတစ်ခုတော့မဟုတ်ဘူးဗျကဘာကျော်ဘောလုံးသမားတယောက်ရဲ့အမေရိကန်သမားရရဲ့ပြီးတော့ဆော်ဒီအင်ရှင်မင်းသားတို့ရဲ့ဆုံးရခါမှာပေါ့နော်အားကစားနိုင်ရည်ရင်းနဲ့ငွေကြေးတရားတွေကဘလို့ချိတ်ဆက်သွားလဲဆိုတာကိုရှင်းရှင်းလေးလေးမြင်လိုက်ရတဲ့ပွဲတစ်ပွဲပဲ ပြဘာတစ်ချက်ကတော့ဗျာဒီညစာစာပွဲဟာဆော်ဒီအာရေဗျာရဲ့ဒေါ်လာဘီလီယံချီတန်တဲ့နိုင်ငံရေးကစားခွက်တစ်ခုဖြစ်နေလို့ပါအင်ချင်မင်းသားမိုဟာမက်ဘင်ဆမ်မန်ကနိုင်ငံရဲ့ပုံအိတ်ကိုရေနံအစားအားကစားနဲ့မြင့်တင်နေတာလေရိုနယ်လိုကိုတစ်နှစ်ဒေါ်လာတန်းတဲ့အားကျိုးပေးပြီးခေါ်ထားတာကတတ်တည်ပဲပေါ့ဝေဖန်သူတွေကတော့ဒါကို spot washing လို့ခေါ်ကြတယ်ဆိုလိုတာကအားကစားကိုတုံပြီးနိုင်ငံရဲ့လူခွင့်ရေးမှတ်တမ်းဆိုးတွေကိုအာယုံလွှဲတာမျိုးပေါ့ဒုတိယချက်ကတော့ဧည့်သည်ရင်းပါ တမရထရန်ကစော်ရီကိုနေတိုးဖွဲ့ဝင်မဟုတ်တော့အဓိကမဟာမိတ်ဆိုပြီးချီးကျူးသွားစလို့သူသားဘာရန်ကရူနန်ဒိုရဲ့ပရိသတ်ကြီးဖြစ်ကြောင်းလည်းပြောသွားပါသေးတယ်။အဲ့ဒီမှာ Apple CEO Tim Cook ပြီးတော့အစိုးရနဲ့အရင်ကအစမပြေခဲ့ဘူးတဲ့ Elon Musk တို့လိုဘီလီယံနာကြီးလေးလည်းပါလာတာတွေ့ရပဲ။နောက်ဆုံးတစ်ချက်ကတော့ Ronaldo အတွက်ဒီခရီးစဉ်ကဘလောက်အရေးပါလဲဆိုတာပါပဲ။ဂျာဟာ2009ခုနှစ်ကလိန်ပိုင်းဆိုင်ရာဆွဆွဲချက်တစ်ခုကြောင့် 2016နောက်ပိုင်းအမေရိကန်ကိုသူ့ရဲ့ပထမဆုံးလူသိရှင်ကြလာရောက်မှုဖြစ်လာပါတယ်။ဒီခရီးစဉ်ကြောင့်2026ကဘာဗလာမတိုင်ခင်အမေရိကန်မှာသူပြန်ကစားဖို့အခြေအနေရှိမရှိဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်လာစေတာပေါ့။တိုတိုပြောရရင်တော့ဒီညစာစာပွဲတစ်ခုတည်းနဲ့တင်နာမည်ကျော်စားမှုငွေကြေးနဲ့နိုင်ငံရေးအာဏာတွေပေါင်းဆက်ပြီးနိုင်ငံတနေကန်ရေးပုံရိပ်ကိုကဘာဇက်ခုံပေါ်မှာဘလို့တိဆောက်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသွားရပါပဲ။